င်္ဂလာပါ Not for you channel မှာပြန်လည်ကြိုဆိုပါတယ်ဒီကနေ့မှာတော့ US ရောက်မြန်မာပြည်ပွားမိတ်ဆွေများ အနေနဲ့မဲပေးမမဖို့ရွေးကောက်ခံသမရာလုံးတွေရဲ့အနောက်ခံသမိုင်းအကျဉ်းစိတ်စိတ်နေသဘောထားနဲ့သူတို့တွေရဲ့လောက်ရကအရေးကြီးနေပါတယ်ရရမှာထိတ်ဆုံးကပြည်နေတဲ့နိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲဟာကဘာကြီးတစ်ခုလုံးကိုအပြောင်းလဲကြီးပြောင်းလဲနိုင်ပါတယ်။မဲရပြားကြောင့်တတရကဘာစစ်မီလီယံတွေတောက်သွားနိုင်တယ်လို့ ငင်းချမ်းချင်းနှံ့ငယ်ဘူးလေတပြိုင်တည်းဖိတ်ခေါ်နိုင်ပါလေထွန်ပဲအနိုင်ရမလားဒါမှမဟုတ်ဟဲလစ်ကပဲအနိုင်ရမလားဆိုတာကတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးမှန်ကန်တဲ့အဆုံးဖြတ်ချက်မဲများထည့်နိုင်ကြပါစေအမေရိကန်ရေကောက်ပွဲကိုအမေရိကန်ပြည်သူတွေအပြင်အခြားနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေကပါ စိတ်ဝင်စားကြတယ် စီးပွားရေးစည်ရေးနိုင်ငံရေးအရာကဘာကိုကင်လုတ်နိုင်စေစူပါပါဝါနိုင်ငံကြီးတစ်ခုဖြစ်နေတာယင်အမေရိကန်မှာတက်လာမဲ့သမ္မတတွေရဲ့မူဝါဒပါဝင်ပတ်သက်မှုတွေကကမ္ဘာအခင်းချင်းတစ်ခုကိုချက်ချင်းလည်းငင်းဖြစ်ပေါ်နေစေတာရောက်ဖြစ်ပါတယ်။ခွန့်စကားတစ်ခုက အခင်းချင်းတစ်ခုကိုဘလူဖြစ်စေရက်တန့်ဈေးနိုင်တာကို ပြနေတာကတာရကပါ။ကျွန်တော်ကတမရဖြစ်လိုက်ရင်ယူကရိန်းစစ်ကိုချက်ချင်းရက်တန့်ပြမယ်။ တကယ်လည်းရပ်တန့်ဖြစ်နိုင်သူဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ယူကရိန်းစစ်ဆက်ပြီးတိုက်နေတာအမေရိကန်ကအ धिक ထောက်ပံ့ပေးနေတာကြောင့်ဖြစ်တယ်။အမေရိကန်ကဒါအထောက်ပံ့ဖြတ်လိုက်မယ်ဆိုရင်ဇလန်စကီးအနေနဲ့စစ်ကိုဆက်မတိုက်နိုင်တော့ပဲယူကရိန်းကတော့ထွက်ပြေးရတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်။2025ခုဇန်နဝါရီလမှာတော့အနိုင်ရသူကအင်ဗျူတော်ကိုတရားဝင်တင်ပိုက်ပြီး ကြမ်းကြိမ်တရားဝင်တမနာဖြစ်လာမှာအမေရိကန်နေနဲ့တမနာတစ်တူတက်လာတိုင်းဘယ်လန်းကိုသွားနေတယ်ဘာတွေဖြစ်လာနိုင်တယ်လဲကဘာကြီးပေါ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်တယ်အထူးသဖြင့်ဆက်ညင်ပဲ့နိုင်ငံတွေအနေနဲ့ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို ဖြစ်လာမဲ့တမနာပေါ်အသေးစိတ်ခံမှန်းကြလိရှိတယ်အဓိကအချက်ကြီးလေးချက်ပေါ်မူတည်ပြီးခံမှန်းကြပါတယ်ဒီမိုကရက်ပါတီကလားရီပါပရင်ကန်ပါတီကလား သမရရဲ့နောက်ခံနေအမှုချက်သမရရဲ့အကြံပေးများနဲ့ဝန်ကြီးအဖွဲ့2024ခုစက်တင်ဘာလ17ရက်နေ့မှာ US နဲ့ UK နဲ့နိုင်ငံခေါင်းဆောင်တွေဦးဆွေးနွေးခဲ့ကြတဲ့ပုံတွေတက်လာတယ်သမရဘိုင်ဒန်ရဲ့ညာဘက်မှာနိုင်ငံရေးဝန်ကြီးအတိုနီဘလင်ကန်ကထိုင်ပြီးဘယ်ဘက်မှာကတ်လက်ကသမရအကြံပေးဂျိတ်ဆလီဗန်ထိုင်နေတာကိုကြည့်ရင် ိုင်ငံရာဝန်ကြီးနဲ့အကြံပေးတွေဘလောက်အရေးပါအရာရောက်တယ်လဲဆိုတာတွေ့ရပါလိမ့်မယ်ဥပမာအဖြစ်ဆိုရင်ဘဲကလင်တန်လက်ထက်မှာ WTO ဆိုတဲ့ World Trade Organization ထဲကိုတရုတ်ဝင်နိုင်ဖို့တဘောတူပေးခဲ့တယ်။ဥပမာလက်ထက်မှာတရုတ်ဟာ WTO member ဖြစ်လာခဲ့တယ်။တောင်တရုတ်ပင်လယ်ကိစ္စမှာဥပမာဟာတရုတ်ကိုထိတ်တိုက်မတွေ့ခဲ့သလိုစီးပွားရေးမှာလည်းထိတ်တိုက်မတွေ့ခဲ့ပါထွန်းလက်ထက်မှာ အမေရိကန်ဟာစီးပွားရေးမှာတရုတ်ကို ထိတ်တိုက်တွေ့ခဲ့တာတွေ့ရတယ်။ Trade War လို့ခေါ်တဲ့အကုန်တွဲစစ်မှာအမေရိကန်ရောတရုတ်ပါနှစ်ဖက်စလုံးနာသွားကြတဲ့အပြင်ကမ္ဘာစီးပွားရေးကိုပါထိခိုက်သွားတာတွေ့နိုင်ပါတယ်။ Trade War ကြောင့်ကမ္ဘာကြီးတစ်ခုလုံးစီးပွားရေးကျဆင်းနေစေမှာပဲ COVID-19 ပေါ်လာလို့စက်ရုံအလုတ်ရုံတွေပိတ်သိမ်းကြရတာကမ္ဘာစီးပွားရေးဟာထပ်ဆက်ထိခိုက်ကျဆင်းခဲ့ရတာကို တွေ့လာရပါတယ်။လာမယ့်ရွေးကောက်ပွဲမှာဒီမိုကရက်နဲ့ Republican ဆိုတာထက်ထွက်နဲ့ဟဲလစ်ဟာဖြတ်တန်းခဲ့ကြပုံရောတဘောတဘာဝဇေယျလက္ခဏာတွေပါချားနာခဲ့ကြလို့ဗာကြီးအပေါ်တက်ရောက်မှုတွေကစန့်ကျင်ဘက်စီကိုချားနာစွာနဲ့တက်ရောက်ကြအောင်မှာဖြစ်ပါတယ်။ဥပမာအပြည့်ထွန့်ကယူကရိန်းစစ်ကိုချက်ချင်းရပ်ပစ်မယ်။တရုတ်တွင်းဂုံတွေအပေါ်တရားရဂိုင်းတို့အခွန်တိုးကောက်မယ်။ ဲလစ်တမရဖြစ်လာရင်အစ္စရိဆိုတာတွားပြီးလို့ချင်းချင်းရှားရှားပြောခဲ့တာတွေကသူဒါတမရဖြစ်လာရင်လုံမဲ့အလုတ်တွေဆိုတာဘယ်တင်မေးစရာမလိုပါဘူးကမလာဟဲလစ်အနေနဲ့လဲထွန့်ကအီလက်လူဒန်းစားအပေါ်တတ်တာခွင့်တွေပေးတယ်သူကလူလက်တန်းစားတွေကိုတိုးတက်ဖွံ့ဖြိုးရေးကိုပိုအလေးထားသွားမယ်။ကမ္ဘာအင်အားအကြီးဆုံးဖြစ်စဉ်အမေရိကန်သမ္မတနေရာဟာ ရှေ့ကစကားနဲ့ဆိုရင်စัจကြဝရေမင်းပဲဖြစ်ပါတယ်။ကဘာကြီးကိုမိရှုခြင်းနဲ့မိလောင်နိုင်တယ်လို့ရေလောင်းချင်ရင်လည်းအေးချမ်းနိုင်ပါတယ်။ထွက်ရင်ပင်ကိုယ်တဘာဝမိရှုမဲ့ဘက်ကိုပို့ပြီးအတန်ကြီးဟာတွေ့ရတယ်။ GDP PPPP အရအမေရိကန်ကိုကျော်လွန်ပြီး GDP အရအမေရိကန်ကိုကျော်ဖြတ်ဖို့စောင့်နေတဲ့တရုတ်ကို ပါတီနှစ်ခုလုံးက မကြည်ပြူကြပါဘူး။ ဒါပေမဲ့ထွန့်ကတော့သူ့ဆက်အိယတွေ့တူစန်းတာမျိုးမဟုတ်ပဲတက်ရိုက်ထိတ်တိုက်တွေ့မဲ့လမ်းစဉ်ကိုရွေးမဲ့သူဖြစ်ပါလေအခုကလေးကပြုတ်တွင်းကုန်ဒီအပေါ်တရားရဂိုင်းတို့အခွန်ထတ်တိုးမယ်လို့ပြောထားပြီးကျန်နိုင်ငံလူရဲ့တွင်းကုန်အပေါ်တစ်ဆယ်နှစ်ဆယ်ရဂိုင်းတို့အခွန်တိုးမယ်လို့ပြောထားတဲ့အတွက် US နဲ့ The Red Order War ဖြစ်လာဖို့ရှိနေပါတယ်အခြားနိုင်ငံတွေ ထရန့်ကိုယွန်ကြောက်ကြီး ဖြစ်သွားခဲ့ပါပြီ။ဖတ်လေဒီဖြစ်ခဲ့ပြီးနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ဟယ်ရာရီကလင်တန်ဆိုရင်လာမယ့်ဤကောက်ပွဲမှာရုရှားခြေဝင်ရှုပ်မှာကိုတတိထားကြဖို့တတိပေးထားတာတွေ့ရတယ်။အဲ့ဒီလိုဟယ်ရာရီနဲ့တတိပေးမှုနောက်ပိုင်းမှာပူတင်ကဟဲလစ်ကိုထောက်ခံပါတယ်။သူ့ရဲ့အပြုံးတွေကခြုံတာပါတယ်လို့ထုတ်ပြောခဲ့ရမှာ အားလုံးကအံ့အားတင့်သွားခဲ့ကြတယ်။ ထွန့်ကိုယ်တိုင်ကဘာကြောင့်ပူတင်ကဒီလိုထုတ်ပြောရတဲ့အပေါ်လူနားမလည်ကြောင်းသုတ်ပြန်ခဲ့တယ်။တိန်တောင်တဖွဲမင်းကြီးကျွယ်ဆိုတဲ့အတိုင်းပူတင်ရဲ့ဟဲလစ်အပေါ်ထောက်ခံမှုကထွစ်ဆိုတဲ့နိုင်ငံကြီးလက်ပြားမှုဖြစ်နိုင်တယ်လို့ထိမ့်သိမ့်မှုခက်ခဲလာတဲ့ထွန့်ကိုစိတ်ကုံပြီးဟဲလစ်နဲ့ညှိနှိုင်းပြီးတွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီမျိုးခက်တွေရဲ့လွန်လောဆယ်ခေါင်းကင်ဖခင်ကြီးက သမရဟံဥပမာပဲဖြစ်ပါတယ်သမရအဖြစ်ရှင်းနေလုတ်ခဲ့ပြီးလွန်လော့ဆယ်ပရက်စတီဂျန်ကလပ်မှလည်းဆရာကြီးဖြစ်နေပါတယ်ဘိုင်ဒန်ကိုသူပဲတင်မြောက်ခဲ့ပြီး ကျမ်းမာရေးချွတ်တက်လာတဲ့ဘိုင်ဒန်ကိုသူပဲနှုတ်ထွက်ခိုင်းပြီးဟဲလစ်ကိုထွက်နေတွေ့ပေးလိုက်တာပါဥပမာအနေနဲ့ဇီးနဲ့ညှိနှိုင်းနိုင်တယ်လို့ပူတင်နဲ့လည်းမညှိနှိုင်းထားဘူးလို့ဘဒူကမှ တတ်အပ်ပြောလို့မရပါဘူး။ဟိုဘက်မှာကစားကွက်တွေကအကွက်စိတ်ပြီးအဆင့်မြင့်လာပါတယ်။ဤလန်ကလည်းဆက်လက်နဲ့တူအကြီးအကျယ်ဖြစ်စည်းထားပြီးအစ္စရေးကိုတိုက်ဖို့မှာရုတ်တရက်ဆိုင်ငံလိုက်တယ်။ဒီကောက်ဝဲရက်လက်ထွက်ပြီးမှစစ်တိုက်မယ်လို့ဆိုတာဟာအကြောင်းတွေရှိနေပါတယ်။ခံမှန်းရတာကထွက်တက်လာရင်စစ်သေးကိုမဆုံးပို့ပါဘူး။ ဟဲလီတက်လာရင်တော့စစ်သည်ကိုအီရန်ကခုံဆင်းမဲ့တဘောဖြစ်နေပါတယ်။ထွန့်ရဲ့စီယုံကြီးအဖွဲ့အတွင်းကြီးအချို့ကိုအီရန်ဟက်ကာတွေခိုးယူသွားခဲ့တယ်ဆိုတဲ့သတင်းတက်လာတယ်။ထွန့်ကိုတမရမဖြစ်စီလို့တဲ့အထဲမှာအီရန်နဲ့ရှေ့ဆုံးကပါဝင်နေပါတယ်။ထွန့်တမရဖြစ်လာခဲ့ရင်ယူကရိန်းစစ်ကိုအဆုံးတတ်ပေးပြီးအစ္စရေးအီရန်စစ်ကိုမျက်နှာမူဖို့ဖြစ်နိုင်ခြေတွေများနေတယ်။အစ္စရေးအီရန်စစ်ဖြစ်လာရင်တော့ ထွက်အနေနဲ့အစ္စရေးကိုကိုဖိယင်ဖိအကူညီပေးပြီးအီရန်ကိုဖျက်ဆီးလိုက်တဲ့အထိဖြစ်နိုင်တာမို့ရီကောက်ပွဲရလမှာထွန့်ပဲ့အရေးမတားဖို့အီရန်ကလည်းဝင်ရောက်ခြေရှုပ်မှတေချာလာပါတယ်။တရုတ်ကတော့ပြောစရာလုံးမဲမထင်ပါဘူး။အခွန်တရားရခိုင်နှုန်းတိုးကောက်မယ်လို့ပြောလိုက်တာကကြိုတင်စစ်ကြညာလိုက်တာဆိုတာကိုလူတိုင်းသိပြီးဖြစ်နေပါပြီ။ 2016သမရရေကောက်ပွဲမှာ ထွန့်သမရဖြစ်လာဖို့ရုရှားကကူညီခဲ့တယ်ဆိုတဲ့သတင်းအတော်ကြီးခဲ့ပါတယ်စိတ်ထင်တိုင်းကြဲခဲ့တဲ့ထွန့်ကိုပူတင်ကလည်းစိတ်ကုံသွားနိုင်တယ်လို့လူမြင်ကောင်းအောင်ဟဲရစ်ကိုပူတင်ကိုယ်တိုင်ကထောက်ခံပြလိုက်တာလည်းဖြစ်နိုင်ပါတယ်နေတိုးနဲ့မိဖက်နိုင်ငံများ2016ထွန့်သမရဖြစ်ခဲ့စဉ်က နေတို့ဟာစစ်စစ်ကို အချိုးကျကျခံတင့်တယ်လို့ပြောခဲ့ပါတယ်။နေတို့ကို အတိကထောက်ပံ့နေတာက US ပါ။အမေရိကန်ကဒါနေတို့ကိုအတိကစစ်စစ်အပန့်ဘူးဆိုရင်နေတို့ရဲ့ဆက်လက်ရှင်းတန်းရည်တည်နိုင်ရေးကမေးခွန်းထုတ်เสียဖြစ်လာပါလိမ့်မယ်။တွင်းကုန်ဆိုင်ရာမှာအခြားနိုင်ငံတို့ရဲ့တွင်းကုန်အပေါ်30 20ရာခိုင်နှုန်းအတူကောက်မယ်ဆိုတဲ့ထွက်ရင်မူဝါဒကို မိဖက်နိုင်ငံတွေက ဘယ်နိုင်ငံကမှမနှစ်တက်ကြပါဘူး။ဒါကြောင့်ထွန့်တမရဖြစ်လာမှာကိုနေတူရောဣရူနိုင်ငံတွေကပါစိုးရင်နေကြတယ်။ဒါကြောင့်လာမယ့်ရွေးကောက်ပွဲမှာထွန့်တမရမဖြစ်လာရည်အတွက်နေတူရောဣရူနိုင်ငံတွေကပါ ခြေဝင်မရှုပ်ကြဘူးလို့ဘယ်သူမှအာမခံထားကြမယ်မထင်ပါဘူး။ပြောရရင်တော့ထွန့်ဟာတမရတက်တန်းတစ်ခုအပြီးမှာပွဲတိုင်းကြော်ကြီးဖြစ်သွားခဲ့တယ်။ ူလက်ထက်မှလည်းထိတ်တန့်အရာရှိကြီးတွေကိုဖြုတ်ထုတ်တတ်လုတ်တဲ့အရေးတော့ကအများဆုံးဖြစ်ပြန်လို့သူနဲ့အတူတွဲလုတ်ကြမဲ့လူတွေတောင် သူ့အပေါ်အမြင်တရိထားနေရတဲ့အခြေအနေမျိုးပါထွန့်တက်လာရင်တော့တေချာတာကအ ਨੇ ဆုံးထွေဝေါ်တော့ဖြစ်လာမှာပါတယုံနဲ့တင်မဟုတ်ပဲဤလူနဲ့ပါ ကုံတွယ်စစ်ဖြစ်ဖို့အလားအလာအလွန်များနေပြီလို့ပြောရပါလိမ့်မယ်မတော်တဆ ဣဇရေယံစစ်ကမထိမ့်သိမ့်နိုင်ပဲပောက်ပွဲထွက်လာခဲ့ရင်တတိယကဘာစစ်ဟာတမှုဟုန်ချင်းရောက်တွားနိုင်ပါတယ်လွန်လောဆယ်တပိတ်တွေမှာဟဲလစ်ကစီမိုင်းမူဝါဒနိုင်ငံရေးမူဝါဒနိုင်ငံခြားရေးမူဝါဒတွေကိုတည်တည်ချာချာပြော့ပြတွားနိုင်တာမတွေ့ရပါဘူးနိုင်ငံရေးကိုခံအားပြပြဝဝမရှိဘူးလို့တတ်မှတ်ရင်လွန်မယ်လို့မထင်ပါဘူးတရုတ်ကတော့ဟဲလစ်တမနာဖြစ်လာမှာကိုသဘောကျမှတည်ကြပါတယ် ဒီမိုကရက်တစ်ဖြစ်တဲ့အပြင်ကွန်မြူနစ်အငွေ့အသက်ပါတူဆိုလို့ဝင်ဝေးချင်းခြေမြင်ပြီးသားလည်းဖြစ်နိုင်ပါလိမ့်မယ်2024ရွေးကောက်ပွဲမှာဟဲရစ်ကိုဘိုင်ဒန်နေရာမှာရွေးလိုက်တာကထူးထူးခြားခြားဖြစ်နေပါလေသမရဟောင်းဆော့လစ်ဝင်းဆယ်ဦးထဲမှာထက်ထက်မြက်မြက်လုံနိုင်ကိုင်းနိုင်သူတဝက်လောက်ပါဝင်နေပါတယ်အဲ့ဒီထဲမှာဟဲလစ်ကိုရွေးလိုက်တာကွန်မြူနစ်မှုအသက် ပါလို့လားဆိုပြီးမေးစရာဖြစ်လာရပြန်ပါလိမ့်တယ်။အမေရိကန်ကြချိန်တန်ပြီးလားအချက်လက်ပေါင်းစုံနဲ့တည်တည်ချာချာလေ့လာခဲ့တဲ့ပညာရှင်တွေရဲ့အထောက်အထားညာဆိုရင်အမေရိကန်ရဲ့မွန်းတဲ့ချိန်ဟာ1980ပြည့်နှစ်ကာလတွေဖြစ်ပြီး1980ပြည့်နှစ်ကာလတွေမှာတဖြည်းဖြည်းကျဆင်းလာတယ်လို့ဆိုရပါမယ်။ကဘာကြီးတတိပြုတ်မိတာကတော့2000ပြည့်နှစ်ကာလတွေမှာ မြင်တွေ့ရတယ်ထွန့်တမရဖြစ်လာရင်ကဘာကြီးယူနီအိုထဲကျသွားတယ်လို့ဖြစ်မှတည်ကြနေပြီကမရာဟက်ဒစ်တမရဖြစ်လာရင်ရောဆိုတဲ့မိကွန်းဖြစ်လာပြန်ပါတယ်ဘိုင်ဒန်လိုပဲဟက်ဒစ်ကလည်းခြေမပေါ်နိုင်သူတဦးလို့ပြောရလိမ့်မယ်သူတို့နိုင်ငံရေးဖြတ်တန်းမှုတစ်လျှောက်မှာတင်းတင်းရှာရှာပြောဆက်မှပြုတ်လောင်းမရှိခဲ့တာတွေ့ရတယ်ပလုတ်စီတို့လို့ ီလာရီကလင်တန်လို့လို့နောက်ခံမျိုးမဟုတ်ပါဘူးဟက်ရီရဲ့မိဘတွေကကွန်မြူနစ်ယုံကြည်သူတွေဖြစ်ပြီးကွန်မြူနစ်နဲ့ပတ်သက်တဲ့စာပေတွေကိုတင်ကြားပေးနေသူဖြစ်ပါတယ်မိဘရဲ့အတွေ့အခေါ်တွေဟက်ရစ်စီမှာပါတင်တဲ့လောက်ပါလာမှာငင်းလို့မရပါဘူးထွန့်ကဆိုရင်ဟက်ရစ်ကိုကွန်မြူနစ်ကအမေရိကန်ကိုအုပ်ချုပ်သွားမှာဖြစ်ချင်ကြသလားဆိုပြီးတော့တိုက်ခိုက်ခဲ့ပါလိမ့်တယ် ဘိုင်ဒန်အနေနဲ့လာမယ့်ရီကောက်ဝင်မှာမပါဝင်တော့ဘူးလို့ကြေညာပြီးချိန်ဥဘမားရဲ့ထုတ်ပြန်စာမှာဟဲလီအကြောင်းတလုံးတပါရမြထည့်ပြောထားတာမတွေ့ရပါဘူးသမရလောင်စိရင်အတော်ကြာကြာမထွက်လာခဲ့သေးပါနောက်ပိုင်းကျမှဟဲလီဆိုပြီးဖြစ်လာတာပါ နိုင်ငံရေးဟာတိမ်တောင်တဖွဲမင်းကြီးကျွယ်လာပါတယ်တရုတ်ဖွဲ့စည်းထဲမှာ CIA ဘက်ကဖောက်ဝင်ထားတယ်လို့အမေရိကန်လူအဖွဲ့အစည်းထဲမှာလည်း MSS ကဖောက်ဝင်ထားနိုင်တာတွေ့ရပါတယ်။ကွန်ပျူနစ်အရေးငွေမကင်းတဲ့ဟက်လစ်တမနာလုံးဖြစ်လာတာကသရုပ်ရဲ့ကစားကွက်လားဆိုပြီး မေးကျင်စရာဖြစ်လာရပါတော့တယ်။ကယ်ရီများဟက်လစ်တာအမှန်တကယ်ကွန်ပျူနစ်အရေးငွေလည်းမကင်း2024မှာလည်းအနိုင်ရပြီးတမရတအူဖြစ်လာမယ်ဆိုရင်ကဘာကြီးလည်းငိမ့်ချမ်းပွေရှိမယ်လို့ထင်မြင်နေမိပါတယ်။ ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလည်းချစ်မိတ်ဆွေများ like subscribe လေးပေးခဲ့ကြပါဦးနော်ကျေးဇူးပါ